hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တာယာမင်းဝေရဲ့ကဗျာလေးတစ်ပုဒ်ကိုဖတ်ကြည့်ရအောင်ပါကဗျာနာမည်ကအိမ်မက်နစ်လို့အမည်ရပါတယ်ကျွန်တော်အယူတယောက်နဲ့တွေ့ရသူ့ကိုမေ့ကြည့်မိတယ် ချစ်ဆိုတာကိုခမည်းတည်တာသူကပြန်ဖြေတယ်ပြီးတော့တည်တယ်ဒါပေမဲ့ပြောမပြတတ်တော့ဘူး အဲ့ဒါကိုတည်ပြီးကြဲကငါခုလိုယူသွားတာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းနှိုးတော့ နေ့တော်တော်နဲ့နေခဲ့ပြီအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာချမ်းကွင်းချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအိမ်မဲမဟုတ်တဲ့အချစ်စစ်တွေနဲ့လဲဆုံစည်းနိုင်ကြပါစေဆုံတွေ့နိုင်ကြပါစေလို့ဆန္ဒပြုလို့ခွန်ဆက်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်